နေပြည်တော်ကိုဗဟိုပြု၍ယနေ့နနက်အစောပိုင်းငလင်လုတ်ခတ်ခဲ့ပြီး ပြည်သူများနဲ့နန်းတဝန်ထမ်းများထိတ်လန့်တုံလို့ရန်ကုန်ဧပြီ14နေ့ပြည်တော်ကိုဗဟိုပြု၍ယနေ့နနက်အစောပိုင်းငလင်းလုတ်ခတ်ခဲ့ပြီးပြည်သူများနဲ့နန်းတဝန်ထမ်းများထိတ်လန့်တုံလို့ခဲ့ကြောင်းဝန်ထမ်းများနဲ့ပြည်သူများထံမှစုံစမ်းသိရှိရသည့်ယနေ့ဧပြီ14ရက်နေ့နနက်2:30နာရီ30မိနစ်အချိန်နေပြည်တော်တက္ကိနာတီရီမြို့နယ်အနီးမြေအောက်အနက်9တသမ6ကီလိုမီတာကိုဗဟိုပြု၍ Richter scale 0.8အစစ်နှင့်အင်အားအသင့်တင်ရှိသည့်များ င်္ဂလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည့်ဒီမနက်အားလုံးအိမ်မောကြနေတဲ့အချိန်ငလင်လှုပ်တာအတော်ကိုသိတာလေအဲ့ဒါအကုန်ကိုထပ်ပြေးရတာဒီတစ်ခေါက်လှုပ်တာကလည်းအတော်ကိုကြမ်းပါတယ်ငလင်လှုပ်ပြီးတော့အပြင်မှာပဲထွက်ပြီးငုတ်တုတ်ထိုင်နေရတယ်ဟုနေပြည်တော်ရွှေကြပင်ရက်ကွက်မှပြည်သူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည့်နေပြည်တော်မှနားတော်ဝင်တဲ့အများစုကလည်းယနေ့နဲ့နှစ်ပိုင်းလ ဒုက္ခသွားခဲ့သောငလင်ကြောင့်ဝန်ထမ်းမိသားစုများထိတ်လန့်တုန်လှုပ်ကြကြောင်းပြောဆိုကြသည့်စစ်ကောင်စီ၏မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရယနေ့ AP လ14ရက်နေ့နနက်2:30နာရီ30မိနစ်အချိန်တောင်တွင်ကြီးမြို့၏တောင်ရှိတောင်ဘက်12မိုင်ခန့်အကွာအနက်7ကီလိုမီတာခန့်ကိုဗဟိုပြု၍အင်အားရစ်တာစကေးငါအဆင့်ရှိအင်အားအသင့်အတင်းရှိသောမြင်းငလင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းသိရှိရသည် ဒီမနက်2:33မိနစ်တောင်လွင်ကြီးမြို့ပေါ်မှာလဲစက္ကန့်20ကျော်လောက်ငလင်းတိတိတတာလှုပ်ခတ်သွားတယ်ဟုတောင်လွင်ကြီးမှပြည်သူတဦးကပြောဆိုသည်အလားတူပင်ယမန်နေ့ဧပြီလ13ရက်နေ့မြန်မာစံတော်ချိန်ည7:16မိနစ်အချိန်မောက်မယ်မြို့ဤအရှိတောင်ဘက်36မိုင်ခန့်အကွာအနက်10ကီလိုမီတာခန့်ကိုဗဟိုပြု၍အင်အားရစ် ဒါစကေးသုံးတသမာကိုအစင်းရှိအင်အားနှိမ်ငယ်ရှိသောမြင်းကလေးတစ်ခုလည်းလှုပ်ခတ်သွားခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားသည်